မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးရေကြီးအမြောက်တပ်အနီးခြေရွာများတွင်တိုက်ပွဲပြင်းပြင်းနေပြီးပြစ်ခတ်တံများကြားရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမှတ်344အမြောက်တပ်အာမတ344အနီးရှိခြေရွာများတွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်းသိရပါတယ် ရေကြီးမြို့နယ်တွင်ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့မှစတင်ကနှစ်ဖက်အပြန်အလှန်ပစ်ခတ်တံများထွက်ပေါ်လာပြီးတိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်များထံကသိရပါရယ်လက်နေငယ်အပြန်အလှန်ပစ်ခတ်တံတွေပြန်ချနေရတဲ့ဒရုန်းဘုံတွေလည်းကျဲတဲ့ပြီးခဲ့တဲ့တစ်ပတ်အတွင်းကပဲလေရင်နဲ့ရေကြီးရွာတွေဘက်ကျဲခံရတဲ့တိုက်ပွဲပြန်ဖြစ်နေပါတယ်ဟုရေကြီးဒေသခံတို့ကပြောပါရယ် စစ်ကောင်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာ18ရက်မနက်3နိုင်မှစတင်ကရေကြီးရှိငှက်တိုင်မြက်တို့စီစုံကုန်းကျေးရွာများကိုလေးချောင်းမှပုံချေတိုက်ခိုက်ခဲ့ပါရီစစ်ကောင်မရှင်သည်အာရခတက်တော်ဤနှင့်ပူပေါင်းတပ်ဖွဲ့ဝင်များခိုးလုံခွင့်မရရှိစေရန်ရေကြီးအမြောက်တပ်အနီးရှိကျေးရွာများကိုလည်းဩဂုတ်လနောက်ဆုံးပတ်မှစတင်ကပြောင်းရွှေ့ခိုင်းထားကြောင်းသိရပါရီရင်းနှီးသားစစ်ဆေးဂိမ်းမှငတိုင်းချောင်းလန်တချောင်းမှလည်းကာကင်းစကန်ငယ်များတိစောက်ထားကစီရေးပြင်ဆင်ထားပြီးအမြောက်တပ်၃လေးလေးအတွင်းကိုလည်းကြီးကဝတ်ဆောင်အပြည့်ဝတ်ဆင်ထားတဲ့ စ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုစစ်သုံးကားကြီးများဖြင့်ခေါ်ယူအင်အားဖြည့်ထားကြောင်းဒေသခံများထံကသိရပါသည်စစ်ကောင်မရှင်မှလေးမျက်နှာဆက်ရှိဆက်ဆက်ရိုရာတွင်လည်းစစ်ကြောင်းထိုးအင်အားဖြည့်နေသည့်အတွက်အေအေပူပေါင်းတပ်များနှင့်တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဝန်တုံမျိုးမှထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား35ဦးကျော်သေဆုံးပြီး6ဦးအရင်ဖမ်းပြီးလက်နက်ခဲယမ်းများပါသိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဝန်တော်မျိုးနဲ့ဝန်တော်မျိုးမှအင်အား60ခန်းပြင်ထွက်လာတော့အကျန်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံခဲ့ရာ35ဦးကျော်သေဆုံးပြီးစစ်တုံးပန်း6ဦးနဲ့အတူလက်နက်ခဲယမ်းများလည်းသိမ်းဆီးရရှိခဲ့ကြောင်းဂေါ်လင်းခဲအမတ်လေးတရင်မှကိုရှိုင်းဆိုင်ကပြောကြားပါရယ်စက်တင်ဘာလ3ရက်နေ့ကဝန်တော်မျိုးမှအကျန်းဖက်စစ်သား90ဦးနဲ့လောက်ခန့်ရဲစဲဦးစုစုပေါင်းအင်အား60ဦးပါဝင်သောစစ်ကြောင်းထွက်လာကြောင်းအဆိုပါစစ်ကြောင်းကိုထောက်ချန်တော်ရာနေချက်ကောင်းတောင်အရောက်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချိန်မုံခဲ့ရာစစ်သား ားလောင်30ကျော်စစ်တုံးပန်း9ဦးနဲ့ဒူလက်နဲ့ခရရန်အများပြားတင်းစီရရှိခဲ့ကြောင်းသိရပါဗျာ။ ရင်းတိုက်ပွဲဖြစ်ပြီးနောက်ဆုတ်ခွာထွက်ပြေးသွားသောစစ်သား12ဦးရှိပြီးအဆိုပါစစ်သားများတွင်တရားရရှိသူများလည်းပါဝင်ကြောင်းရင်းစစ်သား12ဦးမှဝန်တိုမျိုးတို့ပြန်လည်ဝင်ရောက်သွားခဲ့တော်လဲတရားရရှိသောစစ်သား၄ဦးမှဝန်တိုမျိုးတို့ရောက်ရှိချိန်မှာတည်ဆုံသွားကြောင်းသိရပါသည်ထို့ပြင်ဒေါ်လန်ရီတက်ကဖမ်းမိသောစစ်တုံပန်းစစ်သား9ဦးအနက်စစ်သား2ဦးမှဆေးဝါးကုသပေးနေစဉ်တည်ဆုံသွားကြောင်းထို့ကြောင့်အရှင်ဖမ်းမိသူ6ဦးသာကြန့်ရှိကြောင်းစစ်တုံပန်းများကိုစစ်ဆေးမင်းများကတိုင်းဆက်ဌာနသို့ပေးပို့လိုက်ကြောင်းသိရပါသည် တိုက်ပွဲဖြစ်တာကတော့စက်တင်ဘာလ၄ရက်နေ့နဲ့စက်တင်ဘာလ၅ရက်နေ့နေ့ရက်ထဲဖြစ်တာဒါပေမဲ့သူတို့ကိုလိုချင်တဲ့နေရာရောက်အောင်မောင်းသိရတယ်ကျွန်တော်ဘက်ကတက်ခွဲမှုစစ်ကြောင်းမှုကအရန်ကောင်းတယ်သူတို့လှုပ်ဆောင်မှုတွေအဲ့ဒီတိုက်ပွဲထဲမှာအရန်ကောင်းခဲ့တယ်လိုချင်တဲ့နေရာရောက်တယ်ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်ခဲ့တယ်ကျွန်တော်တို့ဘက်ကစီစီလုံးလုံးနဲ့တိုက်နိုင်ခဲ့တယ်၅ရက်နေ့ညနေ6နာရီမိနစ်40မှာတပောက်ဖွင့်ပေးထားတဲ့အတွက်အပိသက်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဟုကွန်လင်းခင်အမတ်လေးတည်ရင်မှာကိုရှိုင်းရှိုင်းကပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုအမတ်တေစစ်ဒေတာကောလင်းခဲအမတ်လေးတက်ရင်တက်ခွဲမှုရဲဘော်တကုံနဲ့ရဲဘော်ဘော်ကာတို့ကဦးဆောင်က ကောလင်းခဲအမတ်လေးတက်ရင်နဲ့ကောလင်းခဲအမတ်တေတက်ရင်မှာတက်ဖွဲ့ဝင်များပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တက်ဖွဲ့ဝင်12ဦးမစိုးရိမ်ရအနှဲငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့၄ကီကော်မြူတီစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို BGF တပ်ရင်းအချို့ကူတိုက်ပေးနေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်လေကေကော်မြို့တဲကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာအထင်နာနေလို့ကရင်နေချောင်းဆောင်တဲ့ BGF ရဲ့တပ်ရင်းတချို့ကခုတိုက်ပေးနေတယ်လို့ KNU တပ်မဟာချုပ်နေမြေကထွန်လိုင်းရေးတရင်ရှင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီတပ်ဟာလေကေကော်မြို့တဲစီကိုစစ်ကြောင်း၅ချောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဗိုလ်တင်ဝင်အဖွဲ့ကလေကေကော်ရဲ့ရှေးမြောက်ဘက်မေဝါခေရွာဘက်ကနေစစ်ကြောင်းကူထိုးလာပြီး BGF ရဲ့ပုံမုတ်တုံအဖွဲ့ကလေကေကော်ရဲ့နောက်မြောက်ဘက်ကကြောက်ကူရွာကနေစစ်ကြောင်းကူထိုးလာတယ်လို့ ဒေါ်လာရေးသတင်းရင်းမြစ်တွေကပြောပါရယ် မေဝါခိရွာဘက်ကစစ်တောင်းထိုးလာတဲ့ဗိုလ်တင်ဝင်တပ်ဖွဲ့အထိနာနေတယ်လို့စုံစမ်းသိရှိရပါတယ်သူတို့ကကူတိုက်ပေးနေတာလို့သတင်းထွက်တာပေါ့တေးကြသလောက်ပါပဲဗိုလ်တင်ဝင်ရဲ့လူတွေလည်းထိတယ်ကြားရတယ်ဟုတပ်မဟာချောင်းနေမြေကတွန်လိုင်းရေးသတင်းရှင်းမြစ်တို့ကဆိုပါတယ်စက်တင်ဘာ25ရက်မှာလေတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲတွေမှာသေဆုံးနေတဲ့စစ်ကောင်စီတပ်သားအလောင်းတွေစုပုံနေတယ်လို့လည်း၎င်းကဆက်ပြောပါတယ်ဒေဂေကောမြို့သစ်ကိုရောက်ဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာ21ရက်နေ့ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်စက် တမ23ရက်က၄ကီကောမြို့စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရနေရာ၃နေရာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်မှတိုက်ဆုံတိုင်ရရသူများပြားပြီးအထိနာခဲ့တယ်လို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့စစ်ရေးရှင်းမြစ်အချို့ကပြောပါရတယ်။ စစ်ကောင်စီတပ်ဟာစစ်မှုရန်ဥပဒေနဲ့မတရားခေါ်ဆောင်ထားတဲ့ပြည်သူစစ်တပ်သားအစ်တွေကိုမူရစ်စေးတွေကျွေးပြီးရှေ့ကတက်ခိုင်းလာလို့သိရပါဗါဒါကြောင့်စီးချောင်ပြီးအသည့်စိတ်လွတ်တလို့ရှေ့ကတက်လာတဲ့စစ်သားတွေတိုက်ဆုံမှုအများဆုံးဖြစ်တယ်လို့သိရပါဗစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ကောဘရာစစ်ကြောင်းတိစစ်ကြောင်းမှုစောကောကတော့မိဘပြည်သူတွေကိုသားလူငယ်လူရဲတွေရှိရင်ပြည်သူစစ်တဲပါမသွားစေရန်အထူးဂရုပြုစေချင်ပါတယ်အခုတက်လာတဲ့ပါစတွေကြောင်းတောင်းတောင်းတွေစီးကျွေးပြီးအရှိကိုလွတ်တယ်နေလို့ယူဆရပါ ပါတယ်စိတ်မကောင်းစွာနဲ့ကိုဘက်ကဂိုင်းထုတ်လိုက်တာများပါတယ်လို့မနေ့ကစက်တင်ဘာ23ရက်တိုက်ပွဲအပြီးမှာသူ့ရဲ့လူမှုကွန်ရက်ကနေရှင်းတာအတည်ပြုထားပါတယ် စစ်ကောင်စီတပ်ဟာလက်တလုံးမှာတော့လေးကိကောမျိုးတက်နာမှာပဲရှိသေးပြီးမျိုးတွေကိုဝင်လို့မရသေးပါဘူးဒေါ်လန်ရီတက်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့လေးကိကောမျိုးတက်ကိုပြန်ထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်ဟာစက်တင်ဘာ22ရက်ကစတင်ပြီးတမ20တမ55လက်အောက်ခံတက်တွေကိုစုစည်းပြီးအင်အား900လောက်နဲ့စစ်ကြောင်းထိုးလာတာပါမြောက်ရီမျိုးဆောင်တဲ့ MNK ကချင်းလင်းတရင်ကနေလဲလက်နေချင်းနဲ့ဆက်မပြတ်ပြစ်ကူပေးနေပါတယ်ထိုးစစ်ဆန်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းတွေကို KNU တပ်မဟာ6ဦးဆောင်တဲ့ဒေါ်လန်ရီပူပေါင်းတက်တွေက မြို့မကြဘူးအပြင်ထံခုခံနေကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီတပ်ဖက်ပြောင်းသွားတဲ့လေးဦးဟာစစ်တပ်နဲ့ KTN လေးအဖွဲ့ဝင်ဟောင်းနေလို့ KNL ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးကတပ်ဖွဲ့ဝင်၄ဦးစစ်ကောင်စီတပ်ထံပတ်ပြောင်းသွားတယ်လို့ KNL သတင်းရှင်းမြစ်ကပြောပါရယ်ပတ်ပြောင်းသွားသူ၄ဦးဟာစစ်တပ်အဖွဲ့ဝင်ဟောင်း၃ဦးနဲ့ KTN တပ်ဖွဲ့ဝင်ဟောင်း၃ဦးတို့ဖြစ်တယ်လို့ရှင်းပြပါရယ် ကယ်ဥရန်ဒေတာတိုင်းစစ်ဌာနချုပ်ကိုအလင်းဝင်လာတဲ့ PDF လေးဦးလက်နက်တွေနဲ့တူအလင်းဝင်လာလို့စက်တင်ဘာ24ရက်မှာအလင်းဝင်သူတွေကိုမိဘအုပ်ထိန်းသူတွေစီလွှဲပြောင်းခဲ့တယ်လို့စစ်ကောင်စီကဝါဒဖြန့်ခဲ့ပေမဲ့အဲ့ဒီလေးဦးဟာအရင်ကစစ်ကောင်စီတပ်သားဟောင်းတအူးနဲ့ KTNL တပ်ဖွဲ့ဝင်ဟောင်း၃ဦးဖြစ်တယ်လို့ KNL သတင်းရှင်းမြစ်ကပြောပါရယ် အလင်းဝင်သွားတဲ့လေဦးကအစတုန်းက GTNL အဖွဲ့တွေနောက်ဆုံး KNL နဲ့ပြန်ပေါင်းနေတနှစ်ကျော်နောက်စကားစတက်စီကိုအလင်းဝင်သွားတော့စကားစဘက်ကိုအလင်းဝင်သွားတဲ့လေဦးကတအူးကတော့စကားစရဲ့အဖွဲ့ဝင်ဟောင်းပေါ်ချန်နဲ့၃ယောက်ကအရင်က KTNL ဘက်ကနေပြီးတော့ KNL နဲ့လာပူးပေါင်းနေအခုတော့သူတို့လေဦးစလုံးကအာနာရှင်နဲ့သွားပေါင်းလိုက်တယ်လို့ KNL သတင်းရှင်းမြစ်ကပြောပါတယ် KNU တပ်မလေးနေမြေမှာဘိုးအခွေးခေါ်ဘိုးကော်လာဖိုးဦးဆောင်တဲ့ KTN လေးတပ်ဖွဲ့ရှိပြီးအဲ့ဒီတပ်ဟာ KNL တပ်မလေးကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်လျက်ရှိပါတယ်။ဘိုးအခွေးအားဆိုရင်လည်းအရင်စစ်ဆိုးရလက်ထက်မှာနှစ်ကြိမ်တိုင်တိုင်စစ်ကောင်စီထံအလင်းဝင်ခဲ့သူဖြစ်ပြီးအာနာသိမ့်ပြီးနောက်ပိုင်း KNL တပ်မလေးနေမြေမှာပြန်လည်ပေါ်ပေါက်လာကတပ်မလေးနဲ့အဆင်မပြေမှုတွေမကြာခဏရှိနေခဲ့တာပါ။အာနာသိမ့်စစ်ကောင်စီတပ်သားတွေအများအပြားတွန်းလှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းတာလက်နက်ချအလင်းဝင်နာတွေဇက်တိုက်ရှိနေတဲ့ ဲ့အချိန်မှာစစ်ကောင်စီကလည်းသူတို့ဘက်ကိုအလင်းဝင်ပူးပေါင်းလာသူတွေရှိကြောင်းအခုလိုဝါနာပြန်တဲ့ရင်ဇက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ ကရင်မျိုးသားစီရင် KNU မြိတ်တဝဲခရိုင်တိုက်ပွဲတွေမှာကရင်မျိုးသားလွမြောက်ရေးတပ်မတော် KNL စီကိုအလင်းဝင်ပူးပေါင်းလာတဲ့တပ်ဖွဲ့ဝင်တွေဟာအခုစက်တင်ဘာလအတွင်းမှာပဲအနည်းဆုံး73ဦးရှိပါတယ်။အခု2025ဇန်နဝါရီကနေစက်တင်ဘာတတိယပတ်ထိစစ်ကောင်စီဘက်ကပိုကြီးစေပါဝင်33ဦးတပ်မနေ KNL တပ်မဟာလေးစီကိုအလင်းဝင်ပတ်ပြောင်းခိုးလုံခဲ့တာတွေရှိခဲ့ကြောင်းလဲ KNL တရင်ရှင်မြက်ကအတိပေးထားကြောင်းသိရှိရပါတယ်။